โอเคဟိုဘက်ရက်ကွက်မှာတော့မိတွေထလောင်နေပြီဘယ်လိုတွေလောင်နေတာလဲဆိုတော့မျက်နှာလိုက်တယ်ပေါ့เนาะဘာတွေမျက်နှာလိုက်တာလဲဆိုတော့အဆူတော်နဲ့တရုတ်ဆောင်တွေကိုကြတော့စစ်မှုထမ်းဖို့မခေါ်ပဲနဲ့ဒီကျောမွဲလူဒန်းစားတွေကိုပဲစစ်မှုထမ်းဖို့မြဲတမ်းခေါ်နေတယ်ဆိုပြီးတော့မှမင်းအောင်လိုက်ကိုတဲပြောရှားလိုက်တာပေါ့ဗျာအဒီဗီဒီယိုလေးကိုကျွန်တော်ကဒီကနေ့ reaction လေးလုပ်ပေးသွားမှာပေါ့ဗျာโอเคဘယ်လိုလေးလုပ်ပေးသွားမလဲဆိုတော့ကျွန်တော်လည်းတူတူ like ကြည့်လိုက်ရအောင်เนาะ ။ခင်ဗျားတို့မျက်နှာလိုက်တယ်။ခင်ဗျားတို့မျက်နှာသိလိုက်တယ်။ဟိုဘာဖြစ်လဲဆိုတော့မင်းသားမင်းသမီးတွေကြတော့တယောက်ကိုမှစစ်မှုထားမှုမခေါ်ဘူး။တစ်ခါမှလည်းမဲပေါက်တယ်မကြောက်ဘူး။မင်းသားမင်းသမီးကြတော့တယောက်ဆောင်နေမင်းသားမင်းသမီးတယောက်ဆောင်အစိုးရတွေကြတော့တယောက်မှမခေါ်ဘူး။အရက်သားကြုံးမွေးကြတော့ခမတို့အကုန်ခေါ်ထည့်တယ်အဲ့ကလေးကခမတို့မျက်နှာလိုက်ပြီးဖြစ်သွားအဲ့တော့ကျွန်တော်ဆိုရင်ကျွန်တော်သာအဲ့ဒီသက်ဆိုင်ရာဒီရန်ကုန်လူနေအောင်မှာကျွန်တော်သာစစ်ကူတန်းကြီးခဲကောင်းတော့ဆိုရင်ရန်ကုန်အကြီးခဲကောင်းတော့ဆိုရင်ကျွန်တော်ဘာလို့လဲဆိုတော့ရန်ကုန်ထဲမှာရှိတဲ့မြို့နယ်သီးသီးမှာ ဘယ်မင်းသားမင်းသမီးတယောက်ဆိုဆိုတော့ဘယ်မြို့နယ်မှာနေတယ်လဲအဲ့ကောင်အသက်ဘယ်လောက်လဲပြီးအဲ့ထက်အကောင်ကိုအဲ့ကောင်ကမဲဆင်းနဲ့ခောက်ထဲလိုက်မယ်တနည်းတတောက်ကိုတက်ရောက်လောက်ပအောင်ထဲလိုက်မယ်အဲ့ဒါဆိုရင်စစ်မှုထမ်းမှုတော့နံပါတ်1ကအစိုးရသည်လက်ရှိနတ်သက်ကအစိုးရဦးမင်းအောင်လိုင်းသည်ဦးမင်းအောင်ဦးမင်းအောင်လိုင်းရဲ့နတ်အစိုးရနတ်သက်ကအစိုးရသည်ကြောသားရင်သာမခွဲခြားဘူးအမှုပညာရှင်တွေလည်းမျက်နှာသာမပြီးဘူးဘယ်သူကမှမျက်နှာသာပြီးဆိုတာမရှိဘူးသူသည်ကြောမွဲတွေနဲ့အမှုပညာရှင်တွေကိုတံတန်းနဲ့ထားရတဲ့တတိရှိတယ်တကယ်ကိုမှန်ကန်မျှတတဲ့တကယ်ကိုပဲ တရားမျှတာလည်းခေါင်းဆောင်မှာတရားမျှတာမှာလည်းမင်းအောင်လံကိုမင်းအဲ့လိုသွားကြီးပြောတော့နေရမဟုတ်တော့ဘွာအမိမအယူအကျေရုပ်ထောင်ချထားပြီးတော့မှအပြည်သူတွေကိုလှုပ်ချင်တာလုပ်မယ်ဆိုပြီးတော့မှလုပ်နေတဲ့ကောင်ကြီးကဘလို့ဖြစ်လို့မြန်မာနိုင်ငံရဲ့ခေါင်းဆောင်ကောင်တယောက်ဖြစ်လာမှာလဲဆိုတာကိုလည်းပြန်စဉ်းစားအောင်ပေါ့တာကြီးဟာပြောမယ်ဆိုလို့ချင်းငါပြောချင်တာအဒီအမေစုတော်ဆန်းစုကြည်ကိုကြဲချုပ်ကြီးချက်ထားပြီးတော့မှအနောက်မှာလှုပ်ရှင်ရဲလှုပ်မယ်ဆိုတဲ့ပုံစံမျိုးကြီးနဲ့ကွာဒီမိမ့်လို့မိမ့်မရပုံစံမိမ့်လို့မိမ့်မရစိတ်တက်ကြီးနဲ့ ဘယ်လိုဖြစ်လို့မြန်မာနိုင်ငံကြီးကိုအုပ်ချုပ်လို့ရမှာလဲမင်းစဉ်းစားသားကြီးနော်မင်းစဉ်းစားပြီးမှပြောထမင်းစားကြီးပြောလူလူတွေကလက်ကုတ်နေမယ်ခုဟာပါလဲဆိုတော့မင်းသားမင်းမီးတွေအစိုးရတွေကြတော့တယောက်မှမဲစင်းမပါအောင်အဲ့မပါအောင်ကအောက်ခြေကမြို့နယ်ကမြို့နယ်စီမံအဖွဲ့တွေကမြို့နယ်စီစစ်ဘုရားစစ်ကောရေးစီမံအဖွဲ့တွေအများကလပန်ထိုးနေသလားလို့ကျွန်တော်မေးရမှဖြစ်တယ်အဲ့တော့မင်းသားမင်းသမီးပေါအောင်ခေါ်ပါအဲ့ဒါမှစစ်မှုထမ်းတာစနစ်ကြမယ်ဒါတစ်ချက်နောက်တစ်ခုကစစ်မှုထမ်းခြင်းမထမ်းခြင်းနဲ့ပတ်သက်ရင် စစ်မှုထမ်းပြီးပြန်လာတဲ့လူရဲ့ရလာမဲ့အခွင့်အရေးနဲ့မထမ်းတဲ့သူတွေရမဲ့ဆုံးရှုံးမဲ့အခွင့်အရေးကိုတခါတည်း advantage နဲ့ disadvantage ကိုပြရမှာမရမှာအဲ့ဒါပြဖို့ရလို့တယ်နော်အဲ့ဒါမပြရင်ပြန်လာရှိနော်စစ်မှုထမ်းရှိဦးရှိဦးသွားလေအကုန်လုံးမှော်ဝင်ကားဖြစ်တာဘယ်ကောင်မဲစစ်မှုထမ်းတဲ့ကိုပဲရောက်သွားရောက်သွားမှော်ဝင်ကားပဲဖြစ်တာရှိဦးထွက်တာနဲ့မှော်ဝင်ကားပဲဘာမှပြောမင်းနဲ့ဟိုငပြောပင်နဲ့ရောဘုဒ္ဓပြစ်တာလူကလုပ်ငန်းဝင်ပြန်လာတဲ့အခါမှာသူစစ်မှုထမ်းပြီးတဲ့လူကိုလုပ်ငန်းရှင်တွေကအလုပ်ခန့်ကိုခန့်ရတယ် စမှုမထမ်းတဲ့လူလုပ်ငန်းရှင်တွေအလုပ်မခံနိုင်အဲ့လိုလူပုံစံမျိုးနဲ့အလုပ်ခံလို့မရဘူးခန့်ရင်အဲ့ခန့်ရင်အဲ့လူတွေအကွန်ဖရင့်ဆဆောင်းဘာသာဆောင်းနှစ်ဆသုံးဆလေးဆငါးဆကောက်ရိုက်ပလိုက်အဲ့တယောက်ခန့်တဲ့အတွက်လူလူအကွန်ငါးဆလောက်ဆောင်းပလိုက်သူ့လောက်ခလာတဲ့နှစ်နှစ်ဆသုံးဆဆောင်းပလိုက်အဲ့လိုခေါင်းဆောင်ခိုင်းမှအဲ့လိုနီလန်းနဲ့သုံးမှရမယ်ဒါနမူနာပေးတာပေါ့နော်ဆိုတော့စမှုထမ်းတဲ့ပတ်သက်ရင်အစိုးရကပြင်ဆင်ရမယ့်ကိစ္စတွေအများကြီးအများကြီးကျွန်တော်ပြောရင်တန်းစီနေရပဲအခုနောက်ဆုံးစမှုထမ်းကဘသူ့သွားထိတယ်ကျောင်းမွေးတွေသွားထိတာအဲ့တော့ကျောင်းမွေးတွေကတင်းတာပေါ့ဒေါသထွက်တာပေါ့ကျောင်းမွေးတွေကဖြစ်တာပေါ့ ။အကျုံးမွေးတွေကဘသူကဖိလဲအခြေခံဒေသအုပ်ချုပ်ရေးရန်တရာအုပ်ချုပ်မှုတွေကဖိတယ်။နောက်သက်ဆိုင်မြို့နယ်ဒီကဖိတယ်။ပြီးတော့ကျုံးမွေးတွေကတင်းတာပေါ့။တင်းတော့ကျုံးမွေးတွေကနောက်ဆုံးစစ်မှုမထမ်းဘူးကွာ။တပုံမဲ့လုံမယ်ဆိုပြီးပြည်တယ်တဲ့ဝင်ကုန်ကြရတယ်တပုံကြီးပဲ။အဲ့ဒါကြောင့်အစိုးရအနေနဲ့ကဒါတွေကိုပြန်ပြီးမြင်အောင်ကြည့်ရမယ်။ပြည်တယ်ကိုပြောလို့တုံးလိုက်တယ်ဟိုဒီကောမချောက်မယူနော်။နွား PDF ကသဘောမဟုတ်ဘူးအမှန်သဘောမဟုတ်ဘူးမသိလား PDF ဆိုတာပြည်သူအစ်တော်ဒီမြန်မာနိုင်ငံကြီးကိုပြန်လဲပြီးတော့တီထောင်နိုင်ရန်အတွက်ဒီမတရားသောစစ်ကို တိုက်ဖြတ်နေတဲ့ပြည်ချစ်သူရဲကောင်းနေလို့သုံးလုံးกว่าตายရเนาะโอเคလှုပ်ဖို့လိုတယ်မြေအောင်ကြီးပြီးအောင်လို့နားလေအောင်ရှင်းပြပြီးပါဝင်လောင်လှုံစောစီယုံ ဒါတွေလုပ်ဖို့လိုပါတယ်ဒါကျွန်တော်စစ်မှုထမ်းပတ်သက်ပြောတာဒုချုပ်ကိုယ်တိုင်လည်းအခုဒါစစ်မှုထမ်းမှာအောက်မှာငွေကြီးကောက်ခံမှုတွေအကြောင်းသူကောင်းကောင်းသိသွားသိနေတယ်ဆိုတော့ဒုချုပ်သိတယ်ဆိုရင်တချုပ်လည်းသိတယ်တချုပ်သိတယ်ဆိုရင်ကျွန်တော်ကျောင်းကျန်တဲ့သူအောက်ကဘုသူကြီးရေကလုံးသိပြီပေါ့သိပြီဆိုရင်အဲ့ဒါတွေကတားသိနေဆိုတာတော့ပြောလို့ရတယ်အခုလည်းဒါဒုချုပ်ကိုယ်တိုင်ထုတ်ပြောလာတယ်ဆိုကြတဲ့က ုပ်ချုပ်ရေးမှုတွေတည်ထားပြီးတော့ခင်ဗျားတို့မြို့နယ်အုပ်ချုပ်ရေးမှုတွေရပ်ကွက်အုပ်ချုပ်ရေးကြီးအုပ်ချုပ်ရေးမှုတွေနောက်မြို့နယ်ကမြို့နယ်ကတပ်ကရရှိတွေခင်ဗျားတို့တည်ထားကြပြီးတော့ရဲရရှိတွေခင်ဗျားတို့တည်ထားကြပြီးတော့ခင်ဗျားတို့တချို့တွေထောင်ထဲရောက်ဝင်နေမယ်ဒါကြိုပြောတာခင်ဗျားတို့ခင်ဗျားတို့စီနန်းနဲ့ပြောတာခင်ဗျားတို့ထောင်ထဲရောက်ဝင်နေမယ်လုတ်နေတယ်ဆိုရင်ရက်လိုက်တော့ဒါအကောင်းဆုံးပဲဟိုထောင်ထဲရောက်မယ်နောက်တစ်ခုကတပ်မတော်ရဲ့စဉ်းစားမှုစဉ်းစားနည်းကတမျိုးကြီးဖြစ်နေလို့ကျွန်တော်မြင်တယ်တစ်ချက်ကသူကစစ်မှုထမ်းလို့ခေါ်တဲ့စစ်မှုထမ်းဥပဒေကိုကျင့်သုံးတယ်ပြဌာန်းတာပေါ့နော်ကျင့်သုံးတယ်ပြဌာန်းပြီးသားကိုကျင့်သုံးတာစစ်မှုထမ်းဥပဒေကိုသူကကျင့်သုံးတယ် တစ်ဖက်မှာလည်းပြည်သူစစ်မဟာဗျူဟာဆိုတာလည်းရှိတယ်။ဟောနော်ပြည်သူပါဝင်သောပြည်သူစစ်မဟာဗျူဟာတဲ့ပြောရှိတယ်။နော်ပြီးလည်းပြီးတော့လုံချန်းဆိုပြီးအဖွဲ့တစ်ဖွဲ့လည်းရှိတယ်။ဆိုတော့အဲ့သုံးခုကရောနေတယ်။ပြည်သူပါဝင်သောပြည်သူစစ်မဟာဗျူဟာဆိုတာကပြည်သူလူထုကိုယုံကြည်မှုပေးရမယ်။သက်ဆိုင်ရာဒေသကယုံကြည်ရတဲ့လူကိုယုံကြည်စွာဖြင့်တည်တည်ရှိရှိတောင်းပေးခံရတာကပြည်သူပါဝင်သောပြည်သူစစ်မဟာဗျူဟာပြည်သူပါဝင်သောပြည်သူမဟာဆိုတာလို့ပြည်ပြွားလို့ပြောပြီးတော့ပြည်သူတွေလက်ထက်တနတ်မှမထည့်ပြီးတော့ပြည်သူကလည်းရှိတဲ့အချောင်းလေးတက်ထိုးရမယ်ဖြစ်နေတယ်။ ဲ့ဒါတော့အဆင်မပြေဘူးလေအဲ့တော့ပြည်သူပါဝင်တော့ပြည်သူစစ်မဟာဗျူဟာဆိုလို့ရှိရင်ပြည်သူပါဝင်တော့ပြည်သူစစ်မဟာဗျူဟာသေချာကောင်းတဲ့ပုံစံသေချာကောင်းတဲ့ပုံကြည့်ပြည်သူကပါလာတယ်ကက်တာပြဿနာပြည်သူပါဝင်တော့ပြည်သူစစ်မဟာဗျူဟာကလည်းထင်ထားသလောက်မအောင်မြင်ဘူးထင်ထားသလောက်မပေါ့မတိရောက်ဘူးထင်ထားသလောက်မပေါ့မြောက်ဘူးတခါလုံချမ်းလို့ခေါ်တဲ့လုံချမ်းအုပ်စုကလည်းဒီနေ့ဖမ်းတဲ့မနေ့ပြန်ရှေ့တန်းပို့နေတယ်ဘလို့လို့ရမှာလဲကွာပြင်းရလဲစဉ်းစားလေတာကြီးနော်မင်းပြောရရလဲကွာ နားထောင်တာဆက်ချမ်းမနေနေဆိုတော့ဖွဲ့အုပ်စုကလည်းလုတော့လုတယ်သူလည်းအခန့်တန်းနဲ့လုပ်နေရတယ်။ဟောစစ်မှုထမ်းကလည်းဟိုလူကြီးကြားထဲမှာအော့တောင်းနေဆိုတော့ဒီသုံးခုလုံးကိုဟန်ချင်းညီညီကြကြရနာဒီအစိုးရကသုံးဆွဲနိုင်ခြင်းမရှိဘူးဆိုတော့တွတ်တွေ့ရတယ်။ဆိုတော့အစိုးရအနေနဲ့အဲ့ဒါကိုပြင်ဆင်သင့်တယ်လို့ကျွန်တော်မြင်တယ်ဒါတစ်ချက်ဆိုတော့ဒါလေးပြောရရင်တော့ရောထွေးနေတယ်ဖြည့်ရှင်းရမယ်ရှင်းလင်းအောင်လုပ်ရမယ်ပြီးရင်အခွင့်အရေးရှိရမယ်အခွင့်အလမ်းရှိရမယ်သူတို့ဆုံးရှုံးနေတာမှုတွေ သူတို့ဒီအာဟုယူစစ်မှုထမ်းလိုက်ရတဲ့အတွက်သူတို့ကိုနစ်နာတယ်လို့ခံစားရရင်အခွင့်အရေးဆိုတာလည်းရှိရမယ်ဆိုတော့အခွင့်အလမ်းဆိုတာလည်းရှိရဆိုတော့ပြတ်တနိုင်ရမယ်အဲ့တော့တခါတလေကြာရင်ခင်ဗျားတို့ကကျွန်တော်တို့ကဘာလဲဆိုတော့ဝင်းတုတ်ကြီးပဲပြတ်နေရတယ်လို့မရှိဘူးရှားဖို့လောက်ပဲတည်းတပိုးတည်းကြီးတဲ့နွားလေးကွာမင်းတို့မေးရအောင်โอเคအမဲလို့လည်းပြအောင်မယ်။ဆိုဝင်းတို့ကြီးပဲပြနေပါတော့ကျွန်တော်တို့ကကြားလိုက်ရင်ကြောက်ပြီးထွက်ပြေးကုန်မှာပေါ့။အဲ့တော့ဝင်းတို့ကြီးပဲမဟုတ်ဘူး။တမဲလို့ပဲရှိပါတယ်ဆိုတော့ပြဖို့တော့သိတယ်လို့ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်။ဒါတစ်ချက်နောက်တစ်ခုကလူ့ကျုံနဲ့ဆက်သက်ပြီးနောက်ထပ်တစ်ခုပေါ့နော်။ ဗန်အမှာဖြစ်တဲ့ကိစ္စအားလုံးသိပြီးသားဗန်အမှာကားတွေဖမ်းတယ်ကားအစီ400လောက်ဖမ်းတယ်ဖမ်းပြီးတော့ပြီးတော့တားထားဘူးထိတချို့ကြီးမလွတ်သိမ်းဘူးလို့ကြားတယ်ကားအစီလည်းလောက်ဖမ်းတားလိုက်တော့ဒူးချုပ်ရဲ့အမိန်နဲ့တူတိုင်းမှုကဖမ်းလိုက်တယ်ဖမ်းလိုက်ပြီးတော့ဗန်အမှာကားတွေစစ်တာကျွန်တော်သိရတော့ပြီးခဲ့တဲ့၄ရက်ထိကားတွေစစ်တာမဆုံးသေးဘူးစစ်လို့မပြီးသေးဘူးကားအစီ400လောက်စစ်တာဗျာခင်ဗျာရန်ကုန်ကနေပြီးတော့ကတ်စတန်ကအောက်ခုံကလူတွေကိုပို့ရတယ်တဲ့အဲ့ဒီပို့ပြီးတော့သွားပြီးတော့ကိုဒီကတ်စတန်လူတွေကအောက်ခုံသွားဆက်ရတယ်အောက်ခုံမဲ့ပစ္စည်း ပါသလားမပါဘူးလားเนาะတရားဝင်တင်သွင်းနေပစ္စည်းပါလားမပါဘူးလားเนาะအဲ့ဒီမှာပစ္စည်းအဲ့အဲ့ဒီမှာအဲ့ကားစစ်တဲ့ကိစ္စမှာကျွန်တော်တို့ကအတိပဲ၃ခန်းနဲ့၄မြောင်းမျိုးအမျိုးတော့ခွဲရတယ်တဲတဲ့ကားကတဲတဲ့ကားလိုင်စင်မဲ့လားဝတ်တော်လားတဲရတဲ့ပစ္စည်းကလိုင်စင်နဲ့လားဝတ်တော်လားလူလူပြောလိုင်စင်လားဝတ်တော်လားပေါ့အဲ့လိုပြောမယ်ဝတ်တော်လားလူကရောလိုင်စင်လားဝတ်တော်လားအဲအဲ့ဒီဇာတ်လမ်းတွေကရှင်းရတယ်လို့ဒီထဲမှာမူရစေဝအဲ့ကားကမူရစေဝက အကျံဖက်တိုက်ကျံဖက်လက်နက်ကင်ပစ္စည်းတွေလက်နက်ပေါ့နော်စစ်လက်နက်ပစ္စည်းတွေနဲ့မွေးစွာပါလာသလားဒါတွေကိုစစ်ဆေးရတယ်အဲ့လိုကုန်စစ်ဆေးလိုက်တဲ့ခါမှာအခုအဲ့အကားစီး၄00လောက်ကိုဟိုဘိုက်တွေပဲခွဲစစ်စစ်စစ်လိုက်တဲ့ခါမှာပေါ်သွင်းနိုင်လဲပေါ်လာပြီဘယ်ကောင်ကြီးရဲ့လက်ချက်လဲဘသူတွေလဲဆိုဇလန်ကြီးပေါ်လာပြီပေါ်နေပြီလို့လည်းကျွန်တော်သိရတယ်အဲ့တော့တချို့သောကားတွေကတော့သူကဒီအခွန်ဆောင်ပြီးတော့ထုတ်ပြရမယ့်ကားကြအခွန်ဆောင်ကိုခိုင်းတာကြီးစပြီအခွန်ဆောင်ခိုင်းတာကြီးစပြီပေါ့အခွန်ဆောင်ကားက license နဲ့ကားဆိုရင်တော့ သူကအခွန်ဆောင်ပြီးကားကိုပြန်ပြူလို့ရတယ်ပစ္စည်းတွေရောနိုင်ငံတော်ကသိမ်းလိုက်တယ်သိမ်းပြီးတော့နိုင်ငံတော်စီကနေအခွန်နဲ့ပြန်ပြီးတော့ဆောင်ပြီးတော့ဒီကားဒီကုန်ကြီးကိုနှစ်ဆသုံးဆခွန်ဆောင်ပြီးတော့ကုန်ပြန်ထုတ်ပြီးလို့ကွန်မြူစီပြန်ပြီးတော့ဖြန့်နိုင်လို့လို့လုပ်တယ်လို့ကြားလုပ်မယ်လို့ကြားတယ်ပေါ့နော်အဲ့တော့ကားတွေကဝတ်တောက်ကားတွေလည်းပါလာတာဆိုဝတ်တောက်ကားတွေလည်းလိုင်စင်ပွားတဲ့ကားတွေလူဝတ်တောက်ကားတွေလည်းနံပါတ်ပြကောက်တက်ဝတ်တောက်ကားတွေလည်းပါတယ်လို့ကြားတယ်အလူတွေကလည်းလိုင်စင်ပဲဝတ်တောက်မယ်တွေလည်းပါတယ်လို့ကြားတယ်တခါအဲထဲမှာလက်နက်နဲ့မူကြီးစီဝါဘာညာလည်းကြားတယ်ဇလန်းတွေကတော့အစည်းလေးရတယ်မှာတော့ဇလန်းကအစုံပဲ တလန်းကဆုံးမဲ့တချို့ကားတွေတော့ပြန်လွတ်ပြီးတချို့ကားတွေတော့ပြန်လွတ်လာပြီးလို့ကြားတယ်အဲလွတ်မဲ့လူတွေကြားတယ်ပေါ့နော်ဆိုတော့နည်းနည်းရှုပ်တယ်ပေါ့အဲ့ဒီကားတွေရဲ့နောက်ဆက်တွဲကဥပမာ KNU ရဲ့ DGB ရဲ့နည်းနည်းလေးတင်းတယ်ပေါ့အဲ့ဇာလန်းပေါ့ဒီကားတွေရဲ့နောက်ခံ background တွေနဲ့ဆက်ဆက်ပတ်သက်သူတွေရဲ့နောက်ကွယ်မှာတချို့သောကားတွေက KNU တို့ DGB တို့နဲ့ဆက်ဆက်နေလို့ကြားသိကြားသိရတယ်ဆိုတော့ဒူးချုပ်ကတော့ဒူးချုပ်ရဲ့အမိန်တော်ဒူးတိုင်းမှုကတော့အဲ့မှာကိုင်းအောင်ကောင်းကိုင်းရလို့ကြားတယ်ဒါတွေကဇာလန်းတွေရဲ့ရှုပ်နေဇာလန်းတွေပြီးသို့တော့ခုနပြောတဲ့ကားကဝတ်တော့ဆိုရင်တော့ကားပါသိမ်းခံရမယ် စ္စည်းဝတ္တပစ္စည်းတွေသိခံရမယ်ကောင်းပစ္စည်းဝတ္တဆိုရင်နှစ်ခုဆုံးသိခံရမယ်သိခံရမယ်ပြောပြမှာလူဝဝတ္တဆိုရင်လူဘာထောင်းရတယ်မှာကာသမာရင်မောင်းပေါ့ရင်မောင်းနဲ့နောက်လိုက်ထောင်းရတယ်မှာသူကထောင်းရတယ်မှာအဲ့တော့သုံးမျိုးပေါ့နော်ကာဝတ္တပစ္စည်းဝတ္တလူဝတ္တဆိုရင်သုံးမျိုးလုံးထောင်းရအောင်မှာသုံးမျိုးလုံးသိခံရမယ်အဲကာဝတ္တဖြစ်ပြီးတော့ပစ္စည်းကအဲပစ္စည်းကဟိုအခွန်ဆောင်ပြီးထုတ်လို့ရတဲ့တင်သွင်းခွင့်ပြုထားတဲ့ပစ္စည်းဆိုရင်တော့အဲအခွန်ဆောင်ပြီးထုတ်ဖြစ်သွားမယ်အဲလူက license ရှိရဆိုလူလွတ်မယ် လူလွတ်မယ်ဆိုလူကိုလည်းဓာကြီးရတဲ့အချိန်မှာလုံမဟုတ်ဗျာဒါတွေကအဲ့လိုရှိမှာအဲ့တော့အဲ့ဒါတွေကိုအကုန်လုံးခွဲချမ်းစိတ်ထားတဲ့လုပ်ငန်းစဉ်ရကဗျာကုတိမပြီးသေးဘူးကုတိမပြီးသေးဘူးမြန်မာနိုင်ငံမှာလိုင်စင်မဲ့ကားတွေပါအများကြီးပဲအဲ့ဒါအဲ့လောက်နဲ့လာပြောနေနေမြန်မာနိုင်ငံမှာလိုင်စင်မရှိဘဲနဲ့မောင်းနေတာကားသိန်း60ကားသိန်း30ဆိုလိုင်စင်က200 300ဖြစ်နေပြီမြန်မာနိုင်ငံမှာအဲ့လိုအဲ့ဒီတစ်ခုကြီးကတော်တော်ဆိုးရတယ်နော်โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော် โอเคဒီကောင်ပထမမှာပြောသွားတဲ့အရာလေးတွေဘယ်ချက်တွေကိုကြိုက်လဲဘယ်ချက်တွေကိုကြိုက်ဘူးလဲဆိုတာ comment မှာဖြည့်ပေးခဲ့အောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်